မင်္ဂလာပါရှင်ရှမ်းအခုမီဒီယာအကျိုးဆိုပါရယ်ရှမ်းပြည်နယ်ဟာစိုက်ပျိုးရေးလက်မှုပစ္စည်းထုတ်လုပ်ရေးခီးတွားလုပ်ငန်းနဲ့အသေးစားစမှုလုပ်ငန်းများဖွံ့ဖြိုးတဲ့ဒေတာဖြစ်ပြီး MSME လုပ်ငန်းရှင်များအတွက်အခွင့်အလမ်းများစွာရှိတဲ့ဒေတာလည်းဖြစ်ပါရယ်ရှင်လမ်းပန်းဆက်တဲ့ရေးငွေကြေးရရှိမှုဈေးကွက်ဝင်ရောက်နိုင်မှုနဲ့လုံခြုံရေးရှင်တွေများကြောင့်စိန်ခေါ်မှုများလည်းကြုံတွေ့နေရပါရယ်ရှင်ဒီ season မှာတော့ MSME လုပ်ငန်းရှင်များအတွက်ဘလို့အခွင့်အရေးတွေရရှိနေတယ်လဲအစိုးရကဘလို့ပံ့ပိုးမှုတွေပေးနေတယ်လဲအနာဂတ်မှာဘလို့အခွင့်အရေးတွေရှိလာနိုင်မလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါရယ်ရှင် ှင်မင်္ဂလာပါရှင်မရှမ်းအခုမီဒီယာနေကြိုဆိုပါတယ်မှာရုံဆောင်အမရဲ့နာမည်လေးနဲ့တာဝန်ထမ်းဆောင်နေတဲ့ဌာနလေးကိုရင်မိတ်ဆက်ပေးပါအောင်ပါဟုတ်ကဲ့ပါရှင်ကျွန်မကအခုဒီရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနယ်စစ်ဆေးဦးစီးဌာနရဲ့လက်အောက်မှာရှိသော SME ဌာနမှာလက်ထောက်ညွှန်ကြားမှုတာဝန်ထမ်းဆောင်နေတဲ့ဒေါ်မုံမုံကျော်ဖြစ်ပါတယ်ရှင်ရှမ်းပြည်နယ်မှာရှိတဲ့ MSME လုပ်ငန်းရှင်များရဲ့လက်ရှိအခြေအနေနဲ့အရေးပါမှုအကြောင်းလေးတွေကိုလည်းရုံဆောင်အနေနဲ့ရှင်းပြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ကျွန်တော်တို့ဒီ စမှုကြီးကြပ်ရေးနဲ့စစ်ဆေးဦးစီးဌာနအောက်မှာရှိသော SME ဌာနဆိုရင်ဒီရှမ်းပြည်နယ်မှာရှိတဲ့ MSME တွေအတွက်ကိုဒီဝန်ဆောင်မှုပေးနေတဲ့ဌာနဖြစ်ပါတယ်ကျွန်တော်တို့ဌာနအနေနဲ့ထုတ်လုပ်မှုကဏ္ဍ ရောင်းဝယ်မှုကဏ္ဍဝန်ဆောင်မှုကဏ္ဍအခြားကဏ္ဍဆိုပြီးတော့ကြီးပွားရေးလုပ်ငန်းကဏ္ဍတွေကို SME အသင်းဝင်ကတ်တွေထုတ်ပေးတာရှိတယ်။နောက်ဒီပညာရရှိရေးတွေဆောင်ရွက်ပေးနေတာရှိတယ်။ဈေးခွင့်ရရှိတွေဆောင်ရွက်ပေးနေတာရှိတယ်။နောက်တစ်ခုကကြတော့ဒီငွေကြေးအရင်းအနှီးပေါ့နော်။အဲဒီဟာတွေကိုရရှိဖို့ရအတွက်ဝန်ဆောင်မှုပေးနေတာဌာနဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီ SME ထား SME တွေဖွံ့ဖြိုးတိုးတက်တာနိုင်ငံမှာအရန်အရေးပါတာပါလေ။ MSME တွေကမှတစ်ဆင့်ဒီ SME ကမှတစ်ဆင့် SMI အဆင့်ကိုတက်လှမ်းဖို့ရဆိုရင်အများကြီးရေး ်ပါတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဌာနအနေနဲ့ဒီ SME တွေခွင့်ပြုတိုးတက်ဖို့ရအတွက်ဆောင်ရွက်ပေးနေတဲ့အခါမှာ2014ခုနှစ်ကနေစပြီးတော့ယနေ့အချိန်ထိ SME အသင်းဝင်ကထုတ်ပေးမှုဟာဆိုရင်အသေးစားက3000ကျော်အလတ်စားက2000ကျော်နဲ့စုစုပေါင်း9000ကျော်အထိကိုအသင်းဝင်ကတည်းထုတ်ပေးဆောင်ရွက်လျက်ရှိပါတယ်ရှင်ရှမ်းပြည်နယ်အတွက် MSME ဖွံ့ဖြိုးရေးမှာအဓိကဦးစားပေးထားတဲ့စီးပွားရေးကဏ္ဍတွေအောင်ဘာတွေဖြစ်မလဲမှာ ဟုတ်ကဲ့ပါရှင်။ကျမတို့ဒီနိုင်ငံတော်ကနေပြီးတော့ SME ရေဖွံ့ဖြိုးတိုးတက်ဖို့ရအတွက်ဆိုရင်ကဏ္ဍကကျမဆဆွာပြတဲ့လို့ထောက်လုံမှုကဏ္ဍ၊ရောင်းဝယ်မှုကဏ္ဍ၊ဝန်ဆောင်မှုကဏ္ဍအခြားကဏ္ဍပေါ့နော်။အခြားကဏ္ဍတွေကိုဥစားပြီးပြီးဆောင်ရွက်ပေးနေပါတယ်ကျမတို့ဌာနအနေနဲ့။အခြားကဏ္ဍဆိုတဲ့နေရာမှာစိုက်ပျိုးရေးနဲ့မွေးမြူရေးပေါ့နော်။အဲ့ဒီမှာမှဒီကျမတို့ data အတွင်းမှာဘယ်ဟာကိုဥစားပြီးပြီးတော့ဆောင်ရွက်နေတယ်လဲဆိုတော့စိုက်ပျိုးရေးကိုအခြေခံသောကုန်ထုတ်လုပ်မှုလုပ်ငန်းတွေပေါ့။ agro based industry ပေါ့အဲ့ဒီလုပ်ငန်းတွေကိုဦးစားပေးပြီးတော့ဆောင်ရွက်နေတာရှိပါတယ်ဒီနိုင်ငံတော်ကချမှတ်ထားတဲ့လမ်းညွှန်ထားတဲ့လမ်းညွှန်ချက်တွေအရဆိုရင်လည်းပဲကျမတို့ဒီရှမ်းပြည်နယ်မှာ OROP ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်ဖို့ရအတွက်ဦးစားပေးကဏ္ဍအလိုက်ဆောင်ရွက်တဲ့အချိန်မှာကျမတို့ OROP ဒေသတစ်ခုထုတ်ကုန်တစ်ခုကိုကဏ္ဍ ခုအောက်စုအမယ်14ခုနဲ့ကျမတို့ရေးဆွဲထားပြီးသားဖြစ်ပါတယ်အဲ့ဒီတမမှာမှကျမတို့အဓိကဦးစားပေးပြီးတော့ဆောင်ရွက်နေတာတော့လက်ရှိမှာ6ခုရှိနေပါပြီရှင့်အမတ်ဆက်မီလုပ်ငန်းရှင်များအတွက်အစိုးရနေပြီးမှပေးအပ်နေတဲ့ငွေကြေးနှီးပညာနဲ့အခြားပံ့ပိုးမှုတွေကိုလည်းတည်ပြစီရှင်ဟုတ်ကဲ့ပါရှင့်ဒီနိုင်ငံတော်ကနေပြီးတော့ MSME ဖွံ့ဖြိုးဖို့ရအတွက်ဆိုရင်ဟိုရခိုင်ကတည်းကကျမတို့ SME ဌာနစပြီးတော့ အော်ပေါက်ကလေးကနေပြီးတော့ကျမတို့ CFP လုံးပေါ့နော်အဒီအပေါင်မဲနဲ့ချင်းငွေတွေပေါ့အတင်ငွေသားစစ်စစ်မှုပေါ်မှာဆောင်ရွက်နေတဲ့ချင်းငွေတွေအနေနဲ့လည်းဆောင်ရွက်ပေးနေတာရှိတယ်။နောက်ဂျပန်နိုင်ငံနေပြီးတော့အဲ ပေးထားတဲ့ Jica two step loan ပေါ့အဲဂျပန်နှစ်စင်ချင်းငွေတွေရှိမယ်နောက်နိုင်ငံစီပွားမြင့်တေးရန်ပုံငွေတွေရှိမယ်နောက်စီဇက်လုပ်ငန်းတွေအတွက်ဖွံ့ဖြိုးရေးအတွက်ရန်ပုံငွေတွေရှိမယ်အခုလက်ရှိမှာတော့ MSME fan ဆိုပြီးတော့ဒီရန်ပုံငွေဘီလီယံ150တည်ထောင်ပြီးတော့မှငွေကြေးရင်းတွေအတွက်ကိုပံ့ပိုးပေးနေတာလည်းရှိပါတယ်ခု MSME လုပ်ငန်းတွေမှာရင်ဆိုင်နေရတဲ့အဓိကစိန်ခေါ်မှုတွေအရောပါဖြစ်မလဲပါ ဓိကစိန်ခေါ်မှုတွေကတော့ MSME တွေကအဓိကသူတို့လိုအပ်တဲ့ငွေကြေးအရင်းအနှီးပေါ့ငွေကြေးအရင်းအနှီးဆိုတဲ့နေရာမှာလည်းပဲကျွန်တော်တို့ဒီနိုင်ငံတော်ကနေပံ့ပိုးတဲ့ချင်းငွေတွေဒီ fan တွေအများကြီးရှိပါတယ်ပေါ့ဒါပေမဲ့လို့လည်းသူတို့အဲ့ဒီ fan တွေနဲ့အဲ့ဒီချင်းငွေတွေကိုရရှိဖို့ရအတွက်ဆိုရင်သူတို့က နိုင်ငံတော်ကသတ်မှတ်ထားတဲ့ဒီချင်းငွေနဲ့ပတ်သက်တဲ့ criteria တွေကိုအဲလက်လန်းပေးဖို့ရအတွက်ဆိုရင်တို့ရဲ့ပိုင်ဆိုင်နဲ့ပိုင်ဆိုင်မှုအထောက်အထားတွေကမခိုင်မာဘူးဖြစ်နေတာပေါ့ဥပမာဆိုရင်ကျွန်တော်တို့ဒီရှမ်းပြည်နယ်မှာဆိုရင်ဒီညောင်ရွှေမြို့နယ်မှာရှိတဲ့အင်္ဂလိပ်ဒေသရဲ့ ဒီလုပ်ငန်းရှင်တွေအရဆိုရင်သူတို့ကမြေကရန်ရရှိမှုမရှိဘူးအခြားအခြားတော့ပေါ့ဒေတာထွက်ကုန်တွေကိုအသုံးပြုပြီးတော့ကုန်ထုတ်လုပ်မှုလုပ်နေတဲ့ဆန်ဆက်တွေတို့စီဆက်တွေတို့ပေါ့နော်အဲ့ဒီဟာတွေကလည်းပဲသူတို့ကလုပ်ငန်းကတော့ခိုင်မာမှုရှိတယ်တကယ်လည်းဒီအတွင်းကုန်အစားထိုးလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့လုပ်ငန်းတွေလည်းဖြစ်တယ်အဲတချို့တွေဆိုရင်ပြပဖို့ကုန်တွေအထိဆောင်ရွက်နေတဲ့လုပ်ငန်းတွေလည်းဖြစ်တယ်ဒါပေမဲ့သူတို့မှာအဓိကစင်ခုံမှုတွေကကြတော့ဒီသူတို့လိုချင်တဲ့ငွေကြေးအရင်းအမြစ်ရရှိဖို့ရအတွက်ဆိုရင်ဒီအမခံခိုင်မာမှုမရှိတဲ့အချက်ကတော့အဓိကဖြစ်နေတာပေါ့နော်နောက်တစ်ခုက ကြတော့လဲဒီအချိန်ပြီးတို့ရဲ့ထုတ်ကုန်တွေကိုအဲတင်ဖို့ဖြန့်ဖြူးတဲ့အချိန်မှာဒီလမ်းပန်းဆက်သွယ်ရေးကလည်းပဲဒီအခက်အခဲတွေတွေ့ကြုံနေတာကိုတွေ့ကြုံနေတာကတော့တို့ရဲ့စင်ခုံမှုတည့်ရပါပဲရှင့်ဒေတာတွင်ငင်းချင်းရေးနဲ့လုံခြုံရေးအခြေအနေများရော MSME ဖွံ့ဖြိုးရေးကိုဘယ်လိုမျိုးတက်ရောက်နေလဲမှာဟုတ်ကဲ့ပါရှင်အခုလက်ရှိအခြေအနေမှာပေါ့နော်ဒေတာရဲမှာလုံခြုံဖို့ရအတွက်နဲ့ငင်းချမ်းဖို့ရအတွက်ကိုနိုင်ငံတော်ကအများကြီး အဲပံ့ပိုးမှုတွေအကူအညီမှုတွေတော့ရှိတာပေါ့အဲဒါပေမဲ့လို့လည်းဒီလုပ်ငန်းရှင်တွေအနေနဲ့ဒီလုံခြုံမှုရှိဖို့ရအတွက်ကိုဆောင်ရွက်နေတဲ့အချိန်မှာလုပ်ငန်းရှင်တွေအနေနဲ့အခက်အခဲတစ်ခုဖြစ်နေတာကတော့ကျမတို့ဒီ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေပေါ့ဥပမာဒီပြည်ရင်းဈေးကွက်ကိုဖြန့်ပြူးတာပဲဖြစ်ဖြစ်အစိုးဆုံးကတော့ export ပေါ့ဒီနိုင်ငံသားဈေးကွက်ကိုတင်ပို့ဖို့ပစ္စည်းတွေဆိုရင်သူတို့ကဒီ packaging တွေကလည်းအဲအဆင့်တန်းမီဆောင်ရွက်ထားတာတွေရှိတယ်အဲ့ဒီအချိန်မှာသူတို့ဒီလိုအပ်တဲ့ဆောင်ရွက်စာတမ်းအပြည့်အစုံလည်းရှိရှိပါတယ်ရှင့်အဲ့ဒီမှာဆိုရင်သူလုံခြုံရေးအတွက်ကိုဒီငြိမ်းချမ်းရေးအတွက်ကိုချထားတဲ့ဒီနေဆောင်နေသားဆောင်တက်လို့ခေါ်မလားကျွန်တော်တို့ဒီ gate တွေဖြတ်တန်းတဲ့အချိန်မှာ လိုအပ်တဲ့အထောက်အထားကိုစစ်ဆေးရုံတွေမှာတို့လုံခြုံမှုအတွက်ဆိုပြီးတော့ဒီကျွန်တော်တို့ export ပို့ပဲထုတ်ကုန်ပစ္စည်းတွေကိုဟိုဖွင့်ပေါက်ပြီးစစ်တာတို့ and ဒီဟိုထိုးပြီးတော့ပေါ့နော်ဒီတို့ရဲ့ဒီစစ်စေးကရိယာတွေနဲ့ထိုးပြီးတော့စစ်တာတို့အဲ့ဒီလိုမျိုးတွေလုံတို့ကတော့လုံခြုံရေးအရာတော့စစ်တာပေါ့ဒါပေမဲ့လုပ်ငန်းရှင်တွေအနေနဲ့ကြတော့တို့ရဲ့လိုအပ်တဲ့ဆိုင်ရဆန္ဒအပြည့်စုံလဲပါတယ်ဒီဖြတ်ကျော်ခွင့်တွေလဲပါရတဲ့အဲ့လိုမျိုးတွေကိုတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုထိုးပေါက်ခွဲပြစ်လိုက်တဲ့အတွက်ကြောင့်တော့ဒီ ဈေးကွက်ပို့မဲ့ပစ္စည်းရဲ့တန်ဖိုးတွေလည်းကျသွားတယ်လို့ဒီကြန့်ကြာမှုတွေနှောင့်နှေးမှုတွေလည်းဖြစ်သွားတာပေါ့အဲ့ဒီဟာကတော့အဓိကဒီဒေတာရင်းလုံခြုံမှုနဲ့ငြိမ်းချမ်းမှုရအတွက်ဆောင်ရွက်တယ်ဆိုပေမဲ့လုပ်ငန်းရှင်တွေအတွက်ကကြတော့စိန်ခေါ်မှုနဲ့အခက်အခဲတွေဖြစ်သွားတာကိုတွေ့ရပါတယ်ရှင့်ဟုတ်ကဲ့ပါဒေတာခံလူငယ်များနဲ့အမျိုးသမီးတွေရော MSME လုပ်ငန်းတွေမှာပါဝင်နိုင်တဲ့အခွင့်အလမ်းများရှိလားသိပါစေဟုတ်အများကြီးရှိတာပေါ့ရှင်ကျမတို့ဒီဒေတာခံလူငယ်တွေအတွက်ကိုကျမတို့ဒီ ရှမ်းပြည်နယ်မှာရှိသောပေါ့ MSME ဌာနပေါ့ MSME ဆက်ဆက်ဌာနတွေအားလုံးကဒေသခံလူငယ်တွေအတွက်ဒီအခြေခံလျှက်စစ်ပစ္စည်းလျှက်စစ်ကျွမ်းကျင်တင်တန်းတို့နောက်တန်ကီဟိဆက်တင်တန်းတို့မော်တော်ဆိုင်ကယ်နဲ့မော်တော်ယာဉ်ပြည့်ပြင်တင်တန်းတို့အင်ဂျင်ငယ်တင်တန်းတို့အဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့ပူးပေါင်းပြီးတော့ဖွင့်လှစ်ပေးတဲ့တင်တန်းတွေလည်းရှိပါတယ်။ဒါကြောင့်လူငယ်တွေကဆိုရင်ဒီအခုလက်ရှိမှာဆိုရင်သူတို့ရဲ့ ီကိုပိုင်လုပ်ငန်းတွေအနေနဲ့လည်းတည်ထောင်နိုင်တယ်လို့လည်းလုပ်ငန်းရှင်အကြီးတွေကနေပြီးတော့လိုအပ်တဲ့အလုပ်ကင်ခွင့်လန်းရရှိရလို့လည်းပဲအဲပတ်ဖို့ကုညီရာရောက်တယ်ပေါ့။နောက်အမျိုးသမီးတွေကကြတော့လည်းဒီအမျိုးသမီးအစုအဖွဲ့တွေအတွက်ကိုကျမတို့ဒီ2014ခုနှစ်လောက်က GIZ ရဲ့အဖွဲ့အစည်း GIZ ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းရဲ့ကုညီပံ့ပိုးမှုနဲ့ကျမတို့ WEWG ဆိုပြီးတော့ Shantown Women Entrepreneurship Working Group ဆိုပြီးတော့ကျမတို့အဖွဲ့အစည်းတစ်ခုဖွဲ့စည်းနိုင်ခဲ့ရတယ်။နောက်မြန်မာနိုင်ငံအမျိုးသမီးဆွမ်းဆောင်ရှင်များတမင် NWU WEA ဆိုပြီးတော့ရှမ်းတောင်အနေနဲ့လည်းအဖွဲ့အစည်းတည်ထောင်ပြီးတော့အမျိုးသမီးတွေရဲ့အလုပ်ကံရရှိရေးအခွင့်အခွင့်အရေးတွေရရှိရေးနောက်ဝင်ငွေတွေတိုးပွားရေးပေါ့ကွန်မြူနတီသုအတွင်းမှာပဲဒီဝင်ငွေတိုးပွားရေးဒီအဲ့လုပ်ငန်းတွေအတွက်ကိုဆောင်ရွက်ပေးနေတာပံ့ပိုးပေးနေတာတွေလည်းရှိပါတယ်သူတို့အနေနဲ့ဒီအမျိုးသမီးတွေရဲ့အချက်ပြုတ်တင်နန်းတွေတို့နောက်ဘေကရီတင်နန်းတွေတို့ဆက်ချုပ်တင်နန်းတွေတို့အဲ့ဒီဟာတွေကိုလည်းပဲဆောင်ရွက်ပေးပြီးဖွင့်လှစ်ပေးခြင်းအပြင်ကျွန်တော်တို့ဒီ ေတာတွေမှာရှိတဲ့လူငယ်တွေနဲ့အမျိုးသမီးတွေကအလုပ်ပိုင်းခွင့်လန်းတွေအများကြီးရရှိပြီးတော့ MSME ဖွံ့ဖြိုးတိုးတက်ရေးမှာလည်းပဲခွင့်လန်းတွေများစွာရှိတာကိုတွေ့ရှိရပါတယ်ရှင့်